ခုလိုမျိုးစကားပြောနိုင်တဲ့ AI operator တွေကိုကိုယ့်ရဲ့ကိုယ်ပိုင် operator အဖြစ်နဲ့ကိုယ့်ရဲ့ channel နာမည်ကိုယ့်ရဲ့ account နာမည်တွေနဲ့ကိုယ့်ရဲ့ဝတ်စုံတွေပေါ်မှာတခါတည်းပေါ့ပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်အတန်တွေကိုပါထည့်သွင်းပြီးအခုလိုမျိုး professional ကြကြကိုယ်ပိုင် studio ခန်းထဲမှာ video ရိုက်နေတဲ့ပုံစံကိုကိုယ်တိုင်အလွယ်တကူ AI ကိုခိုင်းပြီးဖန်တီးနိုင်တဲ့ဤကိုအပိုင်းနဲ့ video file အနေနဲ့ပြန်လည်မျှဝေပေးပါမယ်။လုံးနီးဒေဇိပြည့်စုံလို့ video file ကိုအဆုံးထိကြည့်ရှုပေးပါမိတ်ဆွေတို့လုတ်တက်သွားပါလိမ့်မယ်။ ပြီးတော့ခုလိုမျိုး AI နည်းပညာတွေနဲ့အခြားသော AI အသုံးပြုပြီးတော့ငွေချာနိုင်တဲ့နည်းလမ်းလေးတွေကိုအမြဲတမ်းသိလာနိုင်ဖို့ဆိုရင်တော့ channel လေးကို subscribe နဲ့ notify bell လေးနှိပ်ပြီးအော်ကိုပြထားပေးပါခင်ဗျာအခုဗီဒီယိုဖိုင်ကိုလည်း like and share ဖြင့်အားပေးကြဖို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်အပိုင်းနည်းဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးစားလိုက်ရအောင်ပထမဆုံးအနေနဲ့စကားပြောနိုင်တဲ့ AI avatar တွေကိုဖန်တီးနိုင်ဖို့အတွက်ဒုတိယဖိုင်ဗီဒီယိုဖိုင်မှာလှုပ်ဆောင်ရမယ့်အချက်လေးတွေကတော့အာကိုပြောင်းထားတဲ့ကိုလှုပ်ထားတဲ့တပ်ပုံတွေကိုအာဗီဒီယိုဖိုင်အဖြစ်ကျွန်တော်တို့အရင်ဆုံးပြောင်းရပါမယ် နောက်ဒုတိယချက်အနေနဲ့အတန်တွင်းရမယ်ဒါမှမဟုတ်ရှင် script ရေးရပါမယ်ဒါတိယချက်အနေနဲ့ကတော့အဲကိုဒီဟောပေါ့နော်ကိုလှုပ်ထားတဲ့ပုံကနေဗီဒီယိုလှုပ်ထားတဲ့ဟာကိုကိုတွင်းထားတဲ့အတန်လေးတွေနဲ့ပေါင်းစပ်ပြီးတော့မှဗီဒီယိုဖိုင်တစ်ပုဒ်အဖြစ်လှုပ်ဆောင်ရမှာပေါ့နော် okay ပါဒီ၃ချက်ထက်ကနေဒီအတန်တွင်းနည်းနဲ့ script ရေးနည်းကိုတော့ဒီ profile မှာတော့ကျွန်တော်ထည့်သွင်းပေးတာအခြေမရှိပါဘူးဒါတွေကတော့လူတိုင်းတက်လိမ့်မယ်လို့ထင်ပါတယ်ပေါ့နော်ကိုကြိုက်တဲ့အတန်ကိုပြောချင်တဲ့အကြောင်းအရာလေးတွေကိုကြိုပြီးတော့အတန်တွင်းထားရမှာပေါ့နော် ။ Okay ပါဒါဆိုရင်ကျွန်တော်တို့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လက်တွေ့ကျွန်တော်တို့ကြည့်လိုက်ရအောင်ပါ။ Okay ဒါလေးကိုမကြည့်ခင်မှာတကယ်လို့မိတ်ဆွေတို့ဒီအာကျွန်တော်တို့ဘောနော်လိုအပ်တဲ့ပုံတွေကိုထုတ်တဲ့နီးမတီးသေးတဲ့မိတ်ဆွေတွေပေါ့နော်ဒီဗီဒီယိုဖိုင်ကိုအခုမိတ်ဆွေတို့ကြည့်နေတဲ့ဗီဒီယိုဖိုင်ရဲ့အဆုံးမှာဒီကာဗာလေးကိုနေကြည့်လို့ရပါတယ်ဒီဗီဒီယိုထဲမှာကအပိုင်း1ပါ pass 1ပေါ့နော်ဒီထဲမှာတော့ကျွန်တော်တို့တက်ပုံဒီလိုကိုကြိုက်တဲ့တက်ပုံနဲ့ကိုကြိုက်တဲ့နာမည်တွေထည့်တဲ့နီးပေါ့နော်အဲ့လိုမျိုးထုတ်တဲ့နီးကိုဘယ်လိုလောက်တာလဲဆိုတာကိုကျွန်တော်ပြပေးထားပါတယ် ဲ့ဒီဗီဒီယိုဖိုင်ကိုနှိပ်ကြည့်လို့ရပါတယ်ပေါ့နော်โอเคဒါဆိုရင်ဒီကျွန်တော်တို့ဒုတိယပိုင်းဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်စလိုက်ရအောင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာရှိတဲ့ Google Chrome နဲ့ကိုတွားပါမယ် Google Chrome နဲ့ကိုကျွန်တော်တို့ရောက်ရှိသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီနေရာမှာဒီ set bar ထဲမှာကျွန်တော်တို့ဘာတွေရိုက်ရှာမှာလဲဆိုရင်တော့အာကျွန်တော်တို့ပုံကနေဗီဒီယိုကိုလုပ်မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ runway ai ကိုတွားပါမယ်အာ runway โอเคဒီမှာဒီလိုရေးလိုက်ရေးလိုက်မယ်ဗောနော်ပြီးရင် mn ဗောနော်အာ runway mn ဗောโอเคဒီလိုမျိုးရိုက်ချလိုက်ပြီဆိုလို့ရှိရင်တော့ under ခောက်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာအပေါ်ဆုံးမှာဒီလိုမျိုးလေးနဲ့ကြာလာမှာဖြစ်ပါတယ်ဒီ website ထဲကိုတစ်ချက်လောက်ဝင်ရပါဖြစ်ပါတယ်ပြီးတော့ website ရဲ့အတွင်းပိုင်းကိုခုလိုမျိုးရောက်လာပါလိမ့်မယ်ဒီထဲရောက်လာပြီဆိုရင်ပထမအဆုံးအနေနဲ့ကိုကဒီအဆက်ကလေးတုံးဆက်ကိုနှိပ်ပြီးတော့မှဒီ website ကို desktop site အဖြစ်ကျွန်တော်တို့ပြောင်းပြီးတော့တုံးမှာပေါ့နော်ဒီအမှန်ချိလေးဒီအကွက်လေးပေါ့နော်၄တောင်ကတ်ထဲကိုအမှန်ချိပေးလိုက်ပြီးပြီဆိုလို့ရှိရင်ဒီလိုမျိုး desktop site လေးဖြစ်တော့ပါမယ်ပြီးပြီဆိုရင်ဒီဟာလေးကိုအတုံးပြုတ်နိုင်ဖို့အတွက်ဆိုရင် ကို့မှာ အာအကောင့်အရင်ဖွင့်ရပါမယ်အကောင့်ဖွင့်ဖို့အတွက်ကိုတော့ကိုယ်မှ Gmail အကောင့်တစ်ခုခုရှိဖို့လိုအပ်ပါတယ်ပေါ့နော်အာတစ်ခုရှိတာက Gmail တစ်ကောင့်ဒီကျွန်တော်တို့ဒီထဲကနေ free တုံးနေတာဖြစ်တဲ့အတွက်ကြောင့် Gmail တစ်ကောင့်မှာအာကိုကကိုယ့်ရဲ့ပုံကနေဗီဒီယိုပြောင်းဖို့အတွက်နှစ်ကြိမ်ပဲလုပ်ခွင့်ရမှာဖြစ်ပါတယ်ကိုကအထက်အများကြီးရချင်နေဆိုရင်တော့နောက်ထပ် Gmail ဒီအများကြီးရှိဖို့လိုအပ်တယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့လုပ်ဖို့အတွက်ကိုဒီနားလေးမှာ try runway now ဆိုတဲ့ဟာကိုတစ်ချက်လောက်နေပြီးပါ နေလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိနေ Gmail တစ်ခုခုနဲ့ချိန်ပေးရပါမယ်ကျွန်တော်မှာတော့ချိန်ပြီးသားမလို့တခါတည်းဝင်လာတာပါမချိန်ရသေးဘူးဆိုလို့ရှိရင် Gmail ချိန်ဖို့အတွက်နေရာလေးပေါ်လာမယ်အဲ့မှာကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail တစ်ခုနဲ့ချိန်ပေးလိုက်ပါတော့။ Okay ချိန်လို့ပြီးတော့ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးမျက်နှာပြင်လေးပေါ်လာပါလိမ့်မယ်။အဒီလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ကပုံကနေဗီဒီယိုလုပ်ဖို့အတွက်ကိုကျွန်တော်တို့ဒီဖက်မှာရှိတဲ့ဒီနားလေးကိုတစ်ချက်လောက်ကြည့်ကြည့်ပါကျွန်တော်နိနိကက်ကက်လေးကျွန်တော်ဆွဲပြပေးလိုက်ပါမယ်။ဒီထဲကနေကျွန်တော်တို့ဒီဒုတိယတစ်ကြောင်းကိုနှိပ်ရပါမယ်။ဒီမှာ generate video ဆိုတဲ့နေရာကိုကျွန်တော်နှိပ်ရပါမယ်ပေါ့နော်။ ဒီကောင်လေးကိုကျွန်တော်နှိပ်လိုက်ပြီဆိုရင်ခဏလေးစောင့်ပေးလိုက်ပါ Okay ပြီးပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ဒါလေးကိုမလုတ်ခင်မှာကျွန်တော်တို့ဒီမှာပေါ့နော်အာကိုအကောင့်လုတ်ထားတဲ့ဟာကတုံးလို့ရဒီလားတုံးလို့မရတော့လားဆိုတော့ဒီကနေကြည့်လို့ရပါတယ်အဲကိုရဲ့ credit ပေါ့နော်ကျွန်တော်တို့က free account ဖြစ်တဲ့အတွက်ကြောင့်ဝင်ဝင်ချင်းမှာသူကကျွန်တော်တို့ကို credit ဘယ်လောက်ပေးမှာလဲဆိုရင်100နဲ့မှ25ပေးမှာဖြစ်ပါတယ်အဲ125မှာကျွန်တော်တို့ကတစ်ကြိမ်ဗီဒီယိုထုတ်တိုင်းအာ credit 50ပေးရပါတယ်ဒီမှာကျွန်တော်ထဲမှာက တစ်ချိန်ကျွန်တော်တုံးပြီးသားမို့လို့နောက်ထပ်တစ်ချိန်ပဲကြံပါတော့တယ်ပေါ့နော်ကြံတဲ့နောက်ဆုံးကတော့သူက25 credit တော့ကြံနေမှာပေါ့နော်ဒါပေမဲ့ဘာမှလုပ်လို့မရပါဘူးသူကအ ਨੇ ဆုံး90ရည်နေစပြီးမှလုတ်လို့ရပါလုတ်လို့ရတာပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ဒီထဲမှာအဲဒီမှာကိုကဝယ်တုံးချင်တယ်ဆိုရင်ဒီကနေဝယ်တုံးလို့ရတာပေါ့နော်။ဒါပေမဲ့ကတ်တစ်ခုခုရှိမှရမှာပါကျွန်တော်တော့ free bet တုံးပါတော့ပဲပေါ့နော်။ Okay အကန့်တက်မရှိ Gmail လဲမလိုအပ်ပဲနဲ့တခြားအဲ့လိုမေးအတူနဲ့လုတ်တဲ့နီးကိုတော့ကျွန်တော်နောက်ဗီဒီယိုဖန်တီးတန့်လာပေးပါမယ်ပေါ့နော်။ ဒီမှာအခုဆိုရင်နောက်ထပ်တစ်ကြိမ်လှုပ်ဖို့အတွက်ကြံနေတာဆိုတော့ကျွန်တော်ဒါလေးနဲ့ပဲလှုပ်ပြလိုက်ပါမယ်။လှုပ်မယ်ဆိုတော့ကျွန်တော်တို့ဒီအပေါ်ကပုံလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါ။နှိပ်လိုက်မယ်ဆိုရင်တော့ကိုလှုပ်မဲ့ပုံကိုကိုရွေးရပါပြီ။ဘောနော်။ဒီမှာမနေ့တုန်းကကျွန်တော်တို့လှုပ်ထားခဲ့တဲ့အာပုံလေးပေါ့နော်။ဒါလေးကိုကျွန်တော်ရွေးလိုက်ပါမယ်။ဒါကတော့ပုံလေးပဲပေါ့နော်။ခဏလေးစောင့်ပေးလိုက်။အဲဒီထဲရောက်တော့ပြီဆိုလို့ရှိရင်ဒါသူက upload လုပ်နေတာပေါ့နော်ပြီးမှကျွန်တော်တို့ကကြံတဲ့ဟာထပ်လုပ်ရပါမယ် โอเคဒါလေးကိုကျွန်တော်တို့ဒီမှာပေါ့เนาะအခုဆိုရင် upload လုပ်တာပြီးတော့ပြီးပြီးတော့ပြီးဆိုတော့ဒီကောင်လေးကို video အဖြစ်အဲသူ့ကိုဘယ်လိုမျိုးလုပ်စီချင်တာလဲပေါ့နော်ကျွန်တော်ဒီထဲကနေနောက်ထပ် prompt အတူလေးထပ်ပြီးတော့ရေးပေးရမှာပေါ့နော်ဟို AI ကိုပြောပြရမှာပေါ့နော်ဒီပုံထဲကနေပါလေးလုပ်စီချင်တာလဲပေါ့နော်အအဓိကကတော့ ဟိုဟန်ပန်အမူအရာလေးတွေလှုပ်လှုပ်ရှားမှုလေးတွေကိုလှုပ်စေခြင်းနဲ့ပြီးရင်စကားပြောစေခြင်းနဲ့အဲ့လိုမျိုးတွေပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီကနေထည့်ရပါမယ်အဲကျွန်တော်တော့ဒါဒီနေရာမှာရေးထားပြီးသားဟာတခါလေးရှိတဲ့အတွက်ကြောင့်တခါလေးရေးလိုက်ချလိုက်ပါမယ်ဒါလေးတွေကိုရချင်တယ်ဆိုရင်တော့ Telegram Channel မှာလာတောင်းလိုက်ပါကျွန်တော်အဲ့ကနေတင်ပေးပါမယ်ပေါ့နော်အဲ့မှာလာယူလို့ရပါတယ်ဒီမှာကျွန်တော်ကတော့ဘာပြောထားလဲဆိုတော့ဒီမှာအခုထိုင်နေတဲ့အာဒီစတူဒီယိုခန်းထဲမှာထိုင်နေတဲ့ယောက်ျားလေးတစ်ယောက်မှာဒီမှာပေါ့နော် တခခုစကားပြောနေပါတယ်ပြီးရင်အဲသူ့ရဲ့လက်အမူအရာတွေကိုလည်းရှင်းပြပေးနေတဲ့အမူအရာလေးလောက်ရပါမယ်ပြီးရင် အာသူ့ရဲ့အရှိမကင်မရာတော့မရှိဘူးဒါပေမဲ့ကင်မရာကြီးနေတဲ့ပုံစံလေးနဲ့ကျွန်တော်တို့ဒါလုံအဘောနော်ထုတ်ပေးပါဆိုပြီးတော့ပြောထားတာဗောနော်โอเคပြီးရင်ဒီအောက်မှာဒီအောက်မှာတစ်ချက်လောက်ကြီးကြီးပါအာဘာမှတော့ပြင်ဖို့တော့မလိုပါဘူးဗောနော်ဒီနေမှာကိုယ့်ရဲ့ဗီဒီယိုကိုယ့်ရဲ့တပ်ပုံပေါ်မူတည်ပြီးတော့မှ तू ကဒီကနေစိုက်ရွေးပေးမှာဗောနော်ကိုကကိုယ့်ရဲ့တပ်ပုံကအရှည်လိုက်ထားတယ်ဆိုလို့ရှိရင် तू ကအရှည်လိုက်ဖြစ်မယ်အာကိုကအခုလိုမျိုး16 is to 9ဆိုလို့ရှိရင် तू ကအခုလိုမျိုး auto ဖြစ်သွားပါလိမ့်မယ်ဗောနော်ပြီးရင်ဒီကောင်လေးကိုဒီတိုင်းထားပါ ဒီနေရာမှာတော့ကိုကအခုထုတ်မဲ့ဟာက5စက္ကန့်ပဲထုတ်မှာလား10စက္ကန့်လားပေါ့နော်သူကနှစ်ခုရွေးခွင့်ပေးထားပါတယ်ဒီမှာပေါ့နော်5စက္ကန့်နဲ့10စက္ကန့်မှာကျွန်တော်တော့10စက္ကန့်ကိုယူလိုက်ပါမယ်ပြီးပြီဆိုလို့ရှိရင်ဒီအောက်မှာရှိတဲ့ generate ဆိုတဲ့ဟာကိုဆက်နေလိုက်ပါမယ်ပြီးတော့ခဏလေးစောင့်ပေးလိုက်ပါ okay ဒီမှာသူစပြီးတော့ run နေပါပြီပေါ့နော်ပြီးပြီဆိုလို့ရှိရင်သူကအကုန်လုံးပြီးသွားမှဒီ credit သူနှုတ်သွားမှာပေါ့နော်နောက်ဆုံးကျရင်25ပဲကျန်ပါတော့မယ်ပေါ့နော်ခဏလေးစောင့်ပေးလိုက်ပါဒီနေရာမှာနည်းနည်းလေးတော့စောင့်ရပါတယ် โอเคဒါဆိုရင်ပြီးတော့ပြီပေါ့เนาะဒီမှာအခုဆိုရင်ကျွန်တော်တို့နှိပ်ကြည့်လို့ရပါပြီဒါလေးကိုကျွန်တော်နိနိကက်ကက်လေးဆွဲပြီးတော့မှမိတ်ဆွေတို့ကိုကျွန်တော်ပြပေးလိုက်ပါမယ်ဒီမှာเนาะ10စက္ကန့်စာโอเคဒါဆိုရင်ကျွန်တော်ဒါလေးကိုတစ်ချက်တော့ကြည့်လိုက်ရအောင်အေးခဏလေးเนาะဒီမှာပေါ့เนาะဒီမှာပုံကနေဗီဒီယိုဖိုင်ဖြစ်တာဖြစ်သွားပြီပေါ့เนาะဒီမှာအခုဆိုရင်ဒါမဲ့အတန်မပါသေးเนาะကျွန်တော်ခဏနေနောက်ထပ်အတန်တွင်းနေထပ်ပြီးတော့ပြပေးရပါမယ်ဒီမှာအခုဆိုရင်သူကပုံကနေတစင်းရဒီမှာ အဲလုံးလုံးရှားရှားနဲ့ဗီဒီယိုဖြစ်သွားပါပြီဖြစ်သွားပြီဆိုတော့ဒါလေးကိုကျွန်တော်တို့ဒေါင်းလုဒ်လုပ်မယ်ဒေါင်းလုဒ်လုပ်မှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာဒေါင်းလုဒ်အိုင်ကွန်လေးရှိတယ်အဲ့ဒီကောင်လေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ဒီလောက်ဆိုရင်တော့ပုံကနေတစ်စင်းလှုပ်ရှားတဲ့ဗီဒီယိုဖိုင်အဖြစ်ပြောင်းလဲနည်းကိုတော့ဒါမိတ်ဆွေတို့တက်သွားပြီလို့ထင်ပါတယ်နောက်တစ်စင်းအနေနဲ့အခုလှုပ်ထားတဲ့ဗီဒီယိုကိုအာကိုတွင်းထားတဲ့အတန်ဖိုင်နဲ့ပေါင်းဆက်ပြီးတော့မှဗီဒီယိုဖိုင်တစ်ပုဒ်ဖြစ်အောင်ဆက်ပြီးတော့လုပ်အောင်ပါဘောနော် Okay ဒါဆိုရင်ကျွန်တော်နောက်ထပ်မျက်နှာပြည့်အတစ်ကိုထပ်ပြီးတော့ယူပါမယ်ဒီနေရာမှာရောက်လာပြီဆိုရင်တော့ဒီကျွန်တော်တို့ ဒီ set ထဲမှာပေါ့နော်ဒါလေးကိုကျွန်တော်နောက်ထပ် AI website တစ်ခုအနေနဲ့ကျွန်တော်ပြန်လည်ပြီးတော့ရိုက်ရှာမှာပေါ့နော်အခုတစ်ခါမှရိုက်ရှာမယ် AI website ရဲ့နာမည်ကိုတော့အာ team face ပေါ့နော်အဒီမှာဒီပုံစံနဲ့ရိုက်ရှာပါမယ်ဒါလေးကိုရိုက်ရှာလိုက်ပါအဲဒီပေါ့နော်ပြီးရင်ဒီမှာအစိမ်းရောင် logo လေးနဲ့ပေါ်လာပါမယ်ပြီးပြီဆိုရင်လို့ရှိရင်တော့အမြင်တွေ့ရတဲ့အပေါ်ဆုံးအကောင်ကိုတစ်ချက်လောက်နှိပ်ဝင်လိုက်ပါမယ်အဝင်ပြီးတော့ပြီဆိုရင်တော့ဝင်ဝင်ချင်းမှာတော့ကျွန်တော်တို့ဒီလိုမျိုးလေးမြင်တွေ့ရမှာပဲ။ အဲဒီလိုမျိုးတွေ့ပြီးဆိုရင်ပထမဆုံးအနေနဲ့ကိုကဒီဟာလေးကိုလည်း TikTok site အဖြစ်အရင်ဆုံးပြောင်းပါမယ်အပေါ်ဆုံးမှာရှိတဲ့အဆက်ကလေးတုံးဆက်ကိုနှိပ်ပါမယ်ဒီအောက်မှာနည်းနည်းလေးဆွဲပြီးတော့မှဒီဒီ၄တောင်းကွက်ထက်ကိုအမှန်ချိပေးလိုက်ပါပြီးတော့ပြီဆိုရင်တော့အခုလိုမျိုး TikTok site ဖြစ်တော့ပါလိမ့်မယ်ပြီးရင်ဒီမြင်းချောင်းလေးတုံးချောင်းရှိတဲ့နေရာကိုတစ်ချက်တော့ဝင်လိုက်ပါမယ်အဲပြီးရင်ကျွန်တော်တို့ဒီနေရာမှာအပေါ်ဆုံးကတစ်ကြောင်းပေါ့နော် Avatar Video ဆိုတဲ့တစ်ကြောင်းကိုနှိပ်ပေးလိုက်ပါမယ် နေလိုက်မယ်ဆိုရင်တော့ဒီလိုမျိုးလေးအများကြီးကြာလာပါလိမ့်မယ်ဒီထဲကနေကိုကြိုက်တဲ့ဟာကိုနေလို့ရပါတယ်ကျွန်တော်ဒီအပေါ်ဆုံးကဗီဒီယိုလစ်ဆိုတဲ့ဟာကိုနေလိုက်ပါမယ်ဒီတော့ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီနားလေးမှာဒီအစင်းရောင်ကွက်ထဲကအာ generate avatar video ဆိုတဲ့နေရာကိုတစ်ချက်လောက်နှိပ်ပြလိုက်ပါမယ်ပြီးတော့ဒီလိုမျိုးမျက်နှာပြင်ထဲရောက်လာပါလိမ့်မယ်ဒီမျက်နှာပြင်ရောက်လာပြီဆိုရင်တော့ဒါကတော့အရင်ကကျွန်တော်လုတ်ဖူးခဲတဲ့ဗီဒီယိုဖိုင်လေးတွေပဲဖြစ်ပါတယ်ပေါ့နော်မိတ်ဆွေတို့ဝင်ဝင်ချင်းမှာတော့ဒီလိုမျိုးပေါ်နေမှာမဟုတ်ပါဘူးဒီအပေါ်ဒီအောက်ကဟာတွေကတော့သူကအော်တိုပါနေတဲ့ဟာတွေပေါ့နော် โอเคပြီးပြီဆိုရင်ဒီအထဲမှာတော့ကျွန်တော်တို့ဒါတခြားဟာတွေလိုမျိုးအကောင့်ဖွင့်ဖို့လည်းမလိုအောင်ပေါ့နော်တကယ်တော့ဒါအကောင့်ဖွင့်ဖို့လိုအပ်ခဲ့မယ်ဆိုရင်လည်းကိုယ်မှာရှိတဲ့ Gmail တစ်ခုနဲ့ချိန်ပေးလိုက်ရင်ရပါပြီပြီးရင်ဒီထဲမှာတော့ကျွန်တော်လုတ်ကြီးတစ်လောက်ကိုတော့အကန့်တ်မရှိဘူးပေါ့နော်ကျွန်တော်လုတ်ထားတာဗီဒီယိုဖိုင်မနေတော့ဘူးအကျင့်ကြီးလည်းမနေတော့ဘူးထက်ခါထက်ခါလုတ်လို့ရနေပါလိမ့်တယ်ပေါ့နော်โอเคဒီထဲရောက်လာပြီဆိုရင်စောနှန်းကကျွန်တော်တို့လုတ်ခဲ့တဲ့ဗီဒီယိုဖိုင်ကိုအရင်ဆုံးကျွန်တော်ရွေးပြီးတော့ဒီထဲကိုထည့်ရပါမယ်ဗီဒီယိုဖိုင်ရွေးဖို့အတွက်ကိုဒီမှာအခုကျွန်တော်ဗီဒီယိုဖိုင်ဘေးနားမှာဒီမှာပလာကွက်လေးပုံနေတယ်သူကတပိုင်းပဲပြနေတော့ ဟိုတိတ်ပြီးတော့မမြင်ရပါဘောနော်ဒီဒီဘေးနားမှာပေါ့နော် upload ဆိုပြီးတော့ပေါ်နေတယ်အဲ့ဒီကောင်လေးကိုတစ်ချက်လောက်နှိပ်ပစ်လိုက်ပါပြီးရင်ဒီလိုမျိုးလေးပေါ်လာပါမယ်ပြီးတော့ကျွန်တော်ဒီမှာ video ဖိုးပေါ့နော် photo video ဆိုတဲ့ဒါလေးကိုတစ်ချက်လောက်နှိပစ်လိုက်ပါပြီးတော့ကိုဖုန်းထဲမှာအဲကျွန်တော်တို့လှုပ်ထားတဲ့ဇောနာကကျွန်တော်တို့ထုတ်ခဲတဲ့ video လေးပေါ့နော်အဲ့ဒါလေးကိုတစ်ချက်လောက်ရွေးပစ်လိုက်ပါမယ်ဇောနာကကျွန်တော်ထုတ်ခဲတဲ့ video လေးပေါ့နော်ကျွန်တော်တစ်ချက်လောက်ရွေးလိုက်ပါမယ် ရွေးပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ခဏလေးစောင့်ပြပါမယ်ပြီးရင်ကျွန်တော်ဒါလေးကိုကြက်ချီခန့်လေးကိုတစ်ချက်လောက်နှိပ်ပြလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာစောနာကကျွန်တော်တို့လုပ်ခဲ့တဲ့ဗီဒီယိုဖိုင်လေးအခုဒီလိုမျိုးဒီနေရာမှာပေါ်လာပါပြီပြီးပြီဆိုရင်တော့ကျွန်တော်တို့အခု အာကိုတွေးထားတဲ့အတန်ဖိုင်ကိုဒီနေရာမှာလာပြီးတော့ထည့်ရပါမယ်ဒီမှာထည့်ဖို့အတွက်တူကနေနေရာပြပြထားပါတယ်ဒီမှာ text နဲ့ audio ပေါ့နော် text ဆိုတဲ့နေရာဒီအာကိုကဒီမှာ ai ကိုခိုင်းပြီးတော့မှကိုက script တစ်ခုအနေနဲ့ရေးခိုင်းပြီးတော့မှအတန်တွင်းခိုင်းမယ်ဆိုလို့ရှိရင်လည်းရပါတယ်ပေါ့နော်ဒါပေမဲ့လို့ဒီနေရာမှာကပါတာအတိုင်းမရပါဘူးဒါ3 4 5ခုလောက်ပဲရတာပေါ့နော်မြန်မာပါတာဆိုရင်လည်းပို့ပြီးတော့မပါဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အတန်ဖိုင်အနေနဲ့ပဲကြိုပြီးတော့အတန်တွင်းထားပြီးတော့မှဒီထဲမှာလာထည့်မယ်ဆိုရင်ပို့ပြီးတော့အရှင်ပြေပါတယ်ဒါဆိုရင်ကျွန်တော်ဒီ audio ဆိုတဲ့နေရာကိုတစ်ချက်တော့ကျွန်တော်နှိပ်လိုက်ပါမယ် ပြီးပြီဆိုရင်တော့ဒီလိုမျိုးအကွက်နှစ်ကွက်ပေါ်လာပါမယ်ဒီအကွက်နှစ်ကွက်ထဲမှာအပေါ်ဆုံးကဟာဒီအာကိုလက်ရှိအတန်တွင်းထားတဲ့အတန်ဖိုင်ကိုတွားပြီးတော့ကိုရဲ့ဖိုင်ထဲကနေတွားယူပြီးတော့ဒီမှာလာထည့်ရမယ်။အောက်ကကောင်ကိုကြတော့အခုလက်ရှိတခါတဲ့ကိုပဲအတန်တွင်းမှာပေါ့နော်။ဒီမှာနှိပ်ပြီးတော့အခုလက်ရှိတခါတဲ့အတန်တွင်းမယ်နော်။အာဒီအပေါ်ကဟာတော့အတန်တွင်းထားတဲ့ဟာပေါ့နော်။အဲကျွန်တော်ကြိုပြီးတော့ပြောချင်တာကတော့အကြိုပြီးတော့အတန်တွင်းထားတာပို့ပြီးတော့ကောင်းပါတယ်။ Okay ဒါဆိုရင်ကျွန်တော်အတန်တွင်းတဲ့နေရာတစ်ချက်တော့တွားလိုက်ပါမယ်။ဒါလေးကိုတစ်ချက်လောက်နှိပ်လိုက်ပေါ့နော်။အပေါ်ကဟာကိုပြောတာနော်။ပြီးရင်ဖိုင်ထဲကိုတွားပါမယ်။ အပြီးတော့ကိုယ့်ရဲ့ file ထဲကနေ audio ဆိုတဲ့ထဲကိုတွားဒီရင်တင်းရမှာမတွေ့ဘူးဆိုရင်ဒီအဆက်ဒီမြင်းကြောင်းလေးတုံးကြောင်းကိုတွားပြီးတော့ audio ဆိုတဲ့ဟာလိုက်ရှာလိုက်ပေါ့နော်ဒါကတော့ဖုန်းတယောက်နဲ့တယောက်တော့နည်းနည်းလေးကွဲကောင်းကွဲနေပါတယ်ကျွန်တော်တို့ဒီထဲကိုတစ်ချက်တော့တွားလိုက်ပါမယ်တွားလိုက်ပြီဆိုရင်တော့ဒီမှာကျွန်တော်တို့အတန်တွေးထားတဲ့ဟာလေးကိုကျွန်တော်တို့တစ်ခုလောက်ရွေးလိုက်ပေါ့နော်ကျွန်တော်တစ်ခုလောက်ဒါလေးကိုကျွန်တော်ရွေးလိုက်ပါမယ်ပြီးတော့ select ကိုကျွန်တော်ရွေးလိုက်ပါမယ်အာကိုတွေးတာနဲ့အတန်ဖိုင်ကိုတော့ကိုရဲ့သူ့ရဲ့နာမည်လေးကိုတီချာလေးရေးထားလိုက်ပါတော့အဲ့ဒါမှကိုကရှာရတာပို့ပြီးတော့လွယ်မှာပေါ့နော် ပြီးရင်ဒီလိုမျိုးကြလာပြီဆိုရင်ဒီအခုကျွန်တော်တို့ရွေးခဲ့တဲ့အတန်ဖိုင်ဟုတ်မဟုတ်ကိုတရားနေတခါတဲ့အရင်ဆုံးစမ်းပြီးတော့နားထောင်ကြည့်လို့ရတယ်။နောက်တစ်ခုဒီနေရာမှာတတိထားမှာကကိုတွင်းထားတဲ့အတန်ဖိုင်ကစကန်30ထက်ကျော်လို့မရပါဘူး။စကန်30အထက်ပေါ့နော်ကျော်တယ်ဆိုရင် generate လုတ်ခွင့်ပေးမှာမဟုတ်ပါဘူး။ဒါကြောင့်မလို့ကိုကအတန်တွင်းထားမယ်ဆိုရင်အာစကန်30ဆိုရင်တော့မှအပြည့်ယူလို့မရဘူး။29တတမအဲပေါ့နော်အဲ့ဒါနည်းနည်းလေးကျော်ရင်ရတာပေါ့နော်ဒီမှာကျွန်တော်ကကျွန်တော်ဟာကြတော့ဒါကတော့20 စက္ကန့်ပဲဆိုတော့ထားလိုက်ပါเนาะအာဒီအရှည်ဆုံးကို29တရမနည်းနည်းလေးကြော်ပေါ့เนาะ30 30စက္ကန့်မပြည့်ဘူးပေါ့เนาะအဲအလောက်ထိပဲယူပါဒီနေရာမှာတကယ်လို့ကိုကပြောဖို့အတွက်အတန်ဒီအများကြီးလိုအပ်တယ်ဆိုရင်မိနစ်နဲ့ရှိတယ်ဆိုရင်အဲ့ဒီအတန်ဖိုင်တွေကိုအော်ပေါ်တော့29စက္ကန့်စီခွဲပြီးတော့မှအခုလိုမျိုးတစ်ခုစီအက်လိုက်ပါเนาะအရှည်လိုက်တခါတည်းအက်လို့လည်းမရအောင်เนาะအဲဒီဒူတက်မှတ်ထားတဲ့ပမာဏကိုပဲကျွန်တော်တို့ကထည့်ရမှာပေါ့เนาะအများကြီးအထက်ရကျင်နေဆိုရင်တော့သူက3မိနစ်အထိရတယ်ဒါပေမဲ့ဝယ်3မှရမှာပါ ကျွန်တော်တို့က free ဆိုတော့စကန်30အောက်ကိုပဲရမှာပေါ့နော် okay ကျွန်တော်တို့ add လုပ်ပြီးတော့ပြီဆိုရင်ဒီ generate ဆိုတဲ့ဟာကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်လိုက်ပါမယ်အတန်တွင်းနီးတွေကတော့ကျွန်တော်နောက်ပိုင်းမှာပဲဒါအတန်တွင်းနီးကတော့လူတိုင်းတက်လိမ့်မယ်လို့ထင်ပါတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတဝက်တစ်ပြက်ဖြတ်တာမျိုးတော့အာနောက်ပိုင်းကျရင်ကျွန်တော်တီတန်ထပ်ပြီးတော့ဗီဒီယိုဖိုင်လေးလုပ်ပေးပါမယ်ဒါကတော့အဲကျွန်တော်တို့ free ပဲအတုံးပြုနေတယ်ဆိုတော့တလောက်ပဲရမှာပေါ့နော်ခဏလေးစောင့်ပေးလိုက်ပါ Okay ဒါဆိုရင်ပြီးသွားပြီပေါ့နော် ပြီးပြီဆိုတော့ကျွန်တော်အဲ့ဒီဗီဒီယိုဖိုင်ကိုနေကြည့်ရပါမယ်။ Okay ဒါဆိုရင်ဒီလိုမျိုးလေးပေါ်လာပါပြီ။အခုဗီဒီယိုဖိုင်ကိုကျွန်တော်တို့ဒီမှာဒါလေးနဲ့ကျွန်တော်တို့နေကြည့်လို့ရပြီပေါ့နော်။အခုလိုမျိုးစကားပြောနိုင်တဲ့ AI operator တွေကိုကိုယ့်ရဲ့ကိုယ်ပိုင် operator ဖြစ်နေကိုယ့်ရဲ့ channel နာမည်ကိုယ့်ရဲ့ account နာမည်တွေနဲ့ကိုယ့်ရဲ့ဝတ်စုံတွေပေါ်မှာတခါတည်းပေါ့။ပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင် account တွေကိုပါထည့်သွင်းပြီးအခုလိုမျိုး professional ကြကြကိုယ်ပိုင် studio ခန်းထဲမှာဒီ အဲတွေ့လားမသိဘူးနော်ဒါရမ်းမိုက်ပါလေပေါ့နော်ဒါလေးကိုယူတော့မယ်ဆိုရင်ကျွန်တော် download လုပ်ပြီးတော့ဒါယူလိုက်ယူမယ်ပေါ့နော် Okay ဒါလေးမယူခင်မှာဒီအထဲကနေကျွန်တော်အနေနဲ့ရှင်းပြပေးဖို့နောက်ထပ်ကြာပါလေးနဲ့ဘာလဲဆိုတော့ပထမတစ်ခုအနေနဲ့ကတော့ဒီမှာပေါ့နော်ဒါကတော့အခု website ရဲ့အဲဟောပေါ့နော်နာမည်လေးပေါ့နော် logo လေးပေါ့နော်ဒါလေးပါနေပါတယ်ဒါလေးကိုတော့ကျွန်တော်တို့ဒါ free တုံးနေတာဖြစ်တဲ့အတွက်ကြောင့်ပါနေတာဖြစ်ရတယ်ဒီတကယ်လို့ကိုကဒါလေးကိုမပါစေချင်ဘူးဆိုတော့ဝယ်တုံးရမှာပေါ့နော်အာနောက်တစ်ခုဒီမှာဒါကတော့ဇောနာကကျွန်တော်တို့ဗီဒီယိုအာတပ်ပုံကနေဗီဒီယိုဖိုင်လုပ်တဲ့အခါမှာပါခဲ့တဲ့ အဲ AI website ရဲ့နာမည်ပေါ့နော်ဒီနှစ်ခုစလုံးကိုဖျောက်စေချင်တယ်ဆိုရင်တော့ကိုနောက်ထပ်ဒီ video file ကိုအပြန် edit တဲ့အခါမှာသူ့ရဲ့အပေါ်ကိုပေါ့နော်အဲကိုကစာတခြားဟာပေါ့နော်အဲ့လိုမျိုးစာလေးတွေရေးပြီးတော့ဖုံးလို့လည်းရတယ်ဒါမှမဟုတ်ရှင်ကိုရဲ့ logo နဲ့ပြန်ပြီးတော့ဖုံးချင်တယ်ဖုံးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီ video file ကိုနောက်ထပ်အဲသူရဲ့ site ကိုပေါ့နော် crop ပြန်လုပ်လိုက်မယ်ဆိုလို့ရှိရင်လည်းလုပ်လို့ရတာပေါ့နော်ဒါလေးကိုလည်းကျွန်တော် video file ရဲ့အဆုံးမှာအဲအနည်းငယ်ကျွန်တော်ထပ်ပြီးတော့ဖုံးနေနေပေါ့နော်ကျွန်တော်ပြန်ပြပေးမယ်နောက်တစ်ခုထပ်ပြီးတော့တည့်ရမှာက ဒီနေရာမှာဒီမှာကျွန်တော်တို့တွေးလိုက်တဲ့အတန်က20စက္ကန့်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လုတ်ခဲ့တဲ့ဗီဒီယိုဖိုင်က10စက္ကန့်ပဲရှိတယ်အဲ့ရအကုန်လုံးအဆုံးထိပါပါမလားပေါ့နော်ပါပါတယ်ဒါလေးတွေစိတ်မပူနဲ့ပေါ့နော်ကိုလုတ်ခဲတဲ့ပုံကနေဗီဒီယိုဖိုင်လုတ်ထိုင်းလုတ်ခဲတဲ့ဟာက9စက္ကန့်ပဲရှိရှိဘလောက်ပဲရှိရှိဗျာလုတ်ရှားနေတဲ့ဗီဒီယိုဖိုင်အတူလေးကနေကိုတွင်းတဲ့အတန် ပေါ့နော်အာ20စက္ကန့်ပဲဖြစ်ဖြစ်ပေါ့နော်စက္ကန့်30ပဲဖြစ်ဖြစ်ရဲ့ तू ကအကုန်လုံးအော်တိုတခါတည်းပဲဒါအပြီးတဲ့အထိ तू ကအော်တိုတခါတည်းဆက်ပေးပြီးသားပေါ့နော်ဘာမှထပ်ပြီးတော့လုပ်ဖို့မလိုဘူးပေါ့နော်ခရီးတာလေးကိုကျွန်တော်တို့ကပြီးပြီဆိုတော့ဒါ download icon လေးကိုကျွန်တော်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါပြီးသွားပါပြီပေါ့နော်အကျွန်တော်တော့ဒါလေးကိုမတုံးတော့ဒါဖြစ်တဲ့အတွက်ကျွန်တော် download မဆွဲတော့ဘူးအဲဒါဆိုရင်မှစ်စလို့တက်အောင်ဆွဲလိုက်တာပိုကောင်းပါလေနော်ဒီဒီမှာဒါမျိုးပေါ်လာရင် download ကိုဆွဲလိုက်ဒါဆိုရင်ကျွန်တော်ဒီမှာဒါဆိုရင်ကျွန်တော်ပြီးသွားပြီပြီးတော့ပြီဆိုတော့ဒါဒီအပိုင်းမှာလဲကျွန်တော်တို့ကကိုလုတ်ထားတဲ့ video file ကနေအဲဟိုပါတော့ အဲအတန်လေးတွေပဲနဲ့ပြန်ပြီးတော့ပေါင်းဆက်တဲ့နှီးပေါ့နော်ဒါလည်းပြီးသွားပြီဆိုတော့နောက်ဆုံးအဆင့်အနေနဲ့ water mat တွေကိုဖြောက်တဲ့နှီးပေါ့နော်အကိုတွန်းပြုမယ်ဒီပေါ့နော်ဒီ editing software ထဲကိုဝင်လိုက်ပေါ့နော်ကျွန်တော်တော့ဒါအလွယ်ဆုံးအနေနဲ့ inshot ထုတ်ကိုပဲကျွန်တော်ဝင်ပြလိုက်မယ်ပြီးရင် video ဆိုတဲ့နေရာကိုတစ်ချက်တော့သွားလိုက်မယ်ပြီးရင်တော့ new project ကိုယူလိုက်ပါမယ်အဲပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒါလုတ်ခဲတဲ့ video file ကိုယူလိုက်ပါမယ်ပြီးရင်တော့ဒါလေးကိုအမှန်ချိလိုက်ပါမယ်ပြီးပြီဆိုရင်တော့ကိုယ့်ရဲ့ video file site ကိုအရင်ဆုံးရွေးရပါမယ်။ရွေးဖို့တက်ကိုတော့ဒီမှာ Canva ဆိုတဲ့တဲ့ကိုတွားပဲ။ပြီးရင်ကျွန်တော်ကဒီ site ဆိုတော့ဒီ site ကိုကျွန်တော်ရွေးလိုက်ပါမယ်။ အဲယူရိုပြီးတော့ပြီဆိုရင်တစ်ချက်တော့အမှန်ချိလိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီဘန်တန်းကိုတစ်ချက်တော့ဆွဲလိုက်ဆွဲပြီးရင်ကျွန်တော်တို့ဒီမှာ crop ဆိုပြီးတော့ရှိပါတယ်ဒီ crop ကိုရွေးလိုက်ပါတော့ crop မလုပ်ချင်ဘူးဆိုရင်လည်းကိုစာတစ်ခုခုရေးပြီးတော့ဒီအပေါ်ကနေဖုံးလို့လည်းရပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်က crop နီးကိုလုတ်ပြပေးမယ်ဒီ crop ဆိုတဲ့ဟာကိုနှိပ်လိုက်ပြီးရင်တော့ကျွန်တော်တို့ဒါလေးကိုဒီမှာပေါ့နော်အဲဒီလိုမျိုးအပေါ်နည်းနည်းလေးဒါဒါလေးကိုမပါအောင်ပေါ့နော်အဲ့လိုမျိုးဖြတ်လိုက်နော်ပြီးပြီဆိုရင်အမှန်ချစ်သွားလိုက်ဒါဆိုရင်ရသွားပါပြီဒါပေမဲ့အပေါ်အောက်ကိုတော့နည်းနည်းလေးအမဲလေးပေါ်လာတာပေါ့နော်ဒါပေမဲ့အစိမ့်မပူနဲ့ဒါလေးကိုကျွန်တော်တို့က ဒီဘာတန်းကိုပဲပြန်ပြန်ပြီးတော့ဆွဲလိုက်ပြီးရင်ဇောနာက site ရွေးတဲ့နေရာကိုပြန်တွားလိုက်เนาะ canvas ဆိုတဲ့နေရာကိုပြန်တွားလိုက်ပြီးရင်ဒီများဒီဟာလေးကိုကျွန်တော်အဆုံးထိဆွဲလိုက်ပါဒါဆိုရင် screen အပြည့်ဖြစ်တော့ပါပြီပေါ့เนาะအဲအဲ့လိုလေးပါပဲဒါကတော့ကျွန်တော်တို့အာပါလာတဲ့ water mat တွေကိုပြန်ပြီးတော့ဖြောက်တဲ့နီးပေါ့เนาะနောက်တနည်းကတော့စာလေးတွေရေးပြီးတော့ဖုံးလိုက်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတော့ပါလိမ့်မယ်ပေါ့เนาะ okay ပါဒါဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ကိုပိုင်အပတာအဖြစ်ပေါ့နော် AI ကိုခိုင်းပြီးတော့မှလုတ်တဲ့နီလန်းလေးအပြည့်စုံတော့မယ့်ဆိုတော့တက်သွားပြီလို့ထင်ပါတယ်ဒီပိုင်ကိုကြည့်ပြီးတော့ကိုတခုခု အဲတက်သွားတယ်ရရှိသွားတယ်ဆိုလို့ရှိရင်လည်းဒီဖိုင်ကိုမန့်မှာတကူတော့ဝင်ပြီးတော့ရေးပေးခိတ်ကြပါအောင်နော်အစိုးရလိုက်ပါကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်